င်္ဂလာပါရရှင်ကိုရမေကြီးကအင်ကုတရဏိကေဧကကနိဘတ်အဓမ္မဝတ်မှာအဓမ္မကိုအဓမ္မဟုပြောကြသောယဟန်ဓမ္မကိုဓမ္မဟုပြောကြတဲ့ယဟန်တွေကလူအများရဲ့ကြိုးစည်းပွားဖြစ်ခြင်းကချမ်းသာခြင်းကကျင့်တဲ့ယဟန်တွေပါတဲ့ဧကပုဂ္ဂလဝတ်မှာတော့လူအများကြီး အစည်းပွားဖြစ်ခြင်းကလောကမှာတစုံတယောက်သောပုဂ္ဂိုလ်ဝင်ထွန်းလာတယ်ဖြစ်ပေါ်လာတယ်လူအများရဲ့ချမ်းသာခြင်းကတတ္တလောကကိုစင်တနာခြင်းကနတ်လူတို့၏အကျိုးစီးပွားဖြစ်ခြင်းကလောကမှာတစုံတယောက်သောပုဂ္ဂိုလ်ဝင်ထွန်းပေါ်ပေါက်လာတယ်ဖြစ်ပေါ်လာတယ်အဲ့ဒီအများအကျိုးအတွက် ဝင်ထွန်းပေါ်ပေါက်လာတဲ့ဖြစ်ပေါ်လာတဲ့ပုံပုံဟာတခြားပုံပုံမဟုတ်ပါဘူးတဲ့ပူဇော်သူကိုခံတော်မူထိုက်သောမဖောက်မပြန်ကိုတော်တိုင်းအလုံးစုံသောတရားတို့ကိုသိတော်မူပြီးသောသိစရာမှန်သည်မကြံရအောင်လုံးဝစုံလင်အကုန်မြင်တဲ့တမင်ညူတိုင်းညံတော်ပိုင်ရှင်ဖြစ်တော်မူသောမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးပါတဲ့။နောက် လောကမှာတဝူတီတော်ပုဂ္ဂိုလ်ရဲ့ပွယ်လွန်ခြင်းကြောင့်လူအများပူပန်ခြင်းကိုဖြစ်စေနိုင်တယ်တဲ့အဲ့တဝူတီတော်ပုဂ္ဂိုလ်ရဲ့ပွယ်လွန်ခြင်းကြောင့်လူအများပူပန်မှုဖြစ်စေတဲ့ပုဂ္ဂိုလ်ဟာဘယ်သူလဲအဲ့ဒီပုဂ္ဂိုလ်ကပူဇော်သူကိုခံတော်မူထိုင်သောမဖို့မပြန်ကိုယ်တော်တိုင်လုံးစုံသောတရားတွေကိုတည်တော်မူပြီးတော့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ ဝလုံချင်းပါတဲ့လောက၌နှစ်ဦးမြောက်သောပုဂ္ဂိုလ်မရှိတဲ့သူလောကမှာဂုံရီတူမရှိတဲ့သူလောကမှာပုံတူရုပ်ပွားမရှိသူလောကမှာပြိုင်နိုင်တဲ့သူ မရှိသူ လောကမှာတူနိုင်တဲ့သူမရှိတဲ့သူရှိဖျားရှင်တို့နဲ့ပဲတူပြီးတော့ခတ်သိမ်းသောတတ္တဝါတွေနဲ့မတူသူလောကမှာချင်းနှချောင်းရှိသောတတ္တဝါတို့တွင် မျက်ဆုံးပုံကူဖြစ်သူအဲ့ဒီပုံကူကဘယ်သူပါလဲဆိုတော့ဘုဇော်သူကိုခံတော်မူရတော့သိစရာအလုံးကိုတည်တော်မူပြီးတော့မဖောက်မပြန်ကိုတော်တိုင်းလုံးစုံသောတရားတို့ကိုတည်တော်မူပြီးတော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးပါတဲ့နောက်လောကမှာသုံးတယောက်သောပုဂ္ဂိုလ်ရှင်ရှားဖြစ်ပေါ်လာခြင်းကြောင့်တဲ့ မြတ်သောပညာမျက်စိဖြစ်ပေါ်လာတယ်။လောကမှာဒုစုံတရားသောပုဂ္ဂိုလ်ထင်ရှားဖြစ်ထွန်းပေါ်ပေါက်လာခြင်းကြောင့်မြတ်သောပညာလင်းဖြစ်ပေါ်လာတယ်။လောကမှာဒုစုံတရားသောပုဂ္ဂိုလ်ထင်ရှားဝင်ထွန်းပေါ်ပေါက်လာခြင်းကြောင့်မြတ်သောပညာရောင်ဖြစ်ဖြစ်ပေါ်လာတယ်တဲ့။နောက်အနုဒသနာနုဒရိယသတိအတုမရှိမြတ်သောတရားတွေထင်ရှားဖြစ်ပေါ်လာတယ်။ နေပါသောပရိသန်မိဒာညံကိုမျက်မှောက်ပြုရခြင်းကဖြစ်ပေါ်လာတဲ့များစွာသောဓာတ်တို့ကိုထိုးထွင်းသိရခြင်းကဖြစ်တယ်မြို့မြို့သောဓာတ်တွေကိုထိုးထွင်းသိရခြင်းကဖြစ်တယ်ဝိဇ္ဇာဝိမု ക്തി ဖို့ကိုမျက်မှောက်ပြုရခြင်းကဖြစ်တယ်သောတပတ္တိဖို့ကိုမျက်မှောက်ပြုရခြင်းကဖြစ်တယ်နဂရကံမိဖို့ကိုမျက်မှောက်ပြုရခြင်းကဖြစ်တယ်နာဂံမိဖို့ကိုမျက်မှောက်ပြုရခြင်းကဖြစ်တယ်ရတ္တဖို့ကိုမျက်မှောက်ပြုရခြင်းကဖြစ်တယ်အဲ့ဒါဘသူ ဝင်ထုံးပေါ်ပေါက်လာလို့ဘသူဖြစ်ပေါ်လာလို့ဒီမြတ်သောပညာလင်းစားတဲ့ပညာမျက်စိတွေဖြစ်ပေါ်လာတယ်။ဟောမဲ့ဖို့တွေရကြတယ်ဘသူကြောင့်လဲဘသူပွင့်ထုံးပေါ်လာပေါ်ပေါက်လာလို့လဲဆိုတော့ပူဇော်သူကိုခံတော်မူတိုက်တော်သိစရာအလုံးကိုသိတော်မူပြီးတော့မဖောက်မပြန်ကိုတော်တိုင်းလုံးစုံသောတရားတို့ကိုသိတော်မူပြီးတော့ ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဝင်ထုံးပေါ်ပေါက်လာခြင်းကြောင့်ဖြစ်ပါတယ်တဲ့။ကျမ်းမှာချမ်းသာကြပါစေ။